လူအသက်ဟာတူတယ်။နောက်ဘဝဆိုတာအေကန်ရှိတယ်။ဒါကြောင့်ဒါဖြစ်ပါလို့ရမလို့ဆိုမြတ်စွာဘုရားဆုံးမတယ်။ကတ္တပံကုတလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာရတဲ့အလုပ်ကိုလုပ်ပါလို့ပြောတယ်။ကုသိုလ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးတဲ့အလုပ်ကိုဆိုလို့တယ်။ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းတဲ့လုပ်မကောင်းတဲ့လုပ်ဆိုတာနှစ်ခုရှိတယ်။နော်အစားအစားစားတောင်းမှပဲ။ ခန္ဓာကိုယ်အကျိုးပြုတဲ့အစားအစာရှိတယ်ခန္ဓာကိုယ်ထဲမှာစိတ်တော့ဖြစ်တဲ့အစားအစာရှိတယ်တဘာဝကောလေအဲ့ဒါလည်းပဲလူစိတ်ထဲမှာဖြစ်တဲ့ဟာကအပြစ်ကင်းတဲ့စိတ်အနေထားတစ်ခုအပြစ်ရှိတဲ့စိတ်အနေထားတစ်ခုအပြစ်ကင်းတဲ့စိတ်သဘောထားကိုကုသိုလ်လို့ခေါ်ပြီးတော့အပြစ်ဖြစ်တဲ့သဘောထားကိုအကုသိုလ်လို့ခေါ်တာပဲကုသိုလ်အကုသိုလ်ရှင်းရှင်းလေးရေသူကအပြစ်ရေပြီးတော့အကျိုးထုတ်တဲ့အခါမှာသူကနှစ်ခုမှတ်တာ ကုသိုလ်ဆိုတာအပြစ်အပြစ်ကင်းတယ်အပြစ်ကင်းတယ်တန်းစင်တယ်ကောင်းကျိုးထုတ်ဆောင်ပေးတယ်ဒါကုသိုလ်အကုသိုလ်ဆိုတာပြစ်အပြစ်ရှိတယ်တဘာဝကောမကောင်းဘူးမကောင်းတဲ့ကျိုးကိုလည်းထုတ်ပဲထုတ်လို့တယ်ဟောအဲ့ဒါအကုသိုလ်အဲ့တော့မြတ်စွာဘုရားကအေးဘဝမှာနောက်ဘဝသွားရမှာဆိုတော့ကတ္တဗံကုသလပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးမဲ့အလုပ်တွေကိုမင်းတို့လုပ်တဲ့နေ အဲ့ဒီလှုပ်တွေကိုဘုရားဘာသာမြတ်စွာဘုရားမဟောတော့ဌာနလှုပ်တာဌာနလှုပ်တာဆိုတာဘုန်းကြီးကြောင်းလှူတာတို့ဓာတိပြောတာမဟုတ်ဘူးအကုန်လုံးเนาะတချို့ကဌာနလှုပ်တယ်ဆိုအဲ့ဒါမှမဟုတ်ဘူးကိုမိသားစုအချင်းချင်းကိုအပေါင်းအသင်းတကယ်ချင်းတွေမှာကြွေးတာမွေးတာဟိုရင်ပြုတာကိုစားတဲ့တည်းအခွဲပေးတာကိုညီတာအလုံးဟာဒါဌာနတွေကြီးပဲကော်ဖီတစ်ခွက်တိုက်တာအစား ြောင့်ဝိစားရမန္တမြဌာနပဲကိုပေးတာမိဘကိုကြွေးတယ်မိသားစုကြွေးတယ်မေတ္တာနဲ့အားလုံးမိသားစုကြွေးတယ်နောက်ရှင်မျိုးပိတ်တဲ့ငါတွေကြွေးတယ်အလှူဒါနပြုတယ်အားလုံးဒါတွေကဌာနတွေကြွေး